တိပဋ္ဌာန်တရားရဲ့မူရင်းအကျိုးပေးလေးတရားတရားသိဖြစ်เสียကောင်းပါလားကြီးလင်းရုပ်ဆင်းတီးခံခြင်းကျိုးရင်းနှစ်တန်တတိပဋ္ဌာန်နော်ဒီလိုဖြစ်နေတာလေးကိုနေမယ်ကြည်သိပြီးတော့နေမယ်ဆိုရုပ်ဆင်းဟာအင်မတန်ကြီးလင်းတယ်လို့ဆိုနော်သူများမြင်ရင်စိတ်သေးရှိတယ်မင်္ဂလာရှိတယ်အေးချမ်းမှုကိုတဆင့်ခံစားလို့ရတဲ့ရုပ်ရည်မျိုးပေါ့နော်ဒီကိစ္စမိုက်မြမြင်လိုက်ရရင်ဒီလူပါအေးချမ်းလိုက်တာလူမြတ်နေတာလေအားချလိုက်တာ ေးကလူတွေမှာအဲ့ဒါလို့ညှို့သွားစေတဲ့ရုပ်ရည်မျိုးကိုရဖြစ်နေတာကိုသိလို့ရှိရင်လေအဲ့ဒါအကောင်းဆုံးတရားကိုဟောနေတယ်လို့တော့ဦးစင်းကထင်တယ်နော်ကိုကိုကိုအေးချမ်းအောင်တတိကလေးနဲ့နေမယ်ဖြစ်နေတာနေမယ်လောဘဒေါသတွေနဲ့သွားတော့လောဘဒေါသတို့ကြောင့်အကြီးတန်နေတဲ့ရုပ်ရည်တွေဟာမဖြစ်သွားတော့ရောက်သွားတယ်လောဘကြီးရင်ရုပ်ဆိုးတာပဲဟင်တကယ်ကြီးမိုက်မြတ်ဒေါသကြီးရင်ရုပ်ဆိုးတာပဲအဲ့ဒီရုပ်ဆိုးချောင်းဖြစ်တဲ့လောဘဒေါသကိုတတ်နိုင်သလောက်ဖယ်ရှားရင်ဖယ်ရှားနိုင်သလောက်ရုပ်ဟာမဖြစ်လာလေနှံ့ရှင်းလာတယ် ဖလာတာနဲ့မဆိုင်ဘူးနော်ကြီးလို့ကောင်းတာကိုပြောတာစက်သေးရှိတယ်မင်္ဂလာရှိတယ်အေးချမ်းတယ်ငြိမ်းချမ်းတယ်တည်ငြိမ်တယ်ဒါတွေကိုပြောတာဟုတ်လားအဲ့ဒီလိုတတိလေးနဲ့နေမယ်ဆိုရင်ကြည်လင်ရုပ်ရှင်တဲ့စကားတခွင်းမှမပြောဘဲနဲ့ပတ်ဝန်းကျင်ကိုအဲ့ဒါတရားဟောနေတာကိုကိုမြင်တဲ့လူတိုင်းကအာကျသူလူလေးနေကြည့်အောင်မမကောင်းဘူးလားအဲ့ဒါအကောင်းဆုံးနှိုးဆွပေးတာဒါကြောင့်ကောင်းအောင်နေခြင်းသည် ကိုကိုကိုကောင်းအောင်နေတာနေတဲ့ကိစ္စပြီးသွားတယ်လို့သူများကိုကောင်းအောင်လုပ်ရလဲပဲပြီးသွားတာပဲဒါကြောင့်မြတ်စွာဘုရားကကိုယ့်ရဲ့အကျိုးကိုလိုတယ်ဆိုရင်မမေ့မလျော့နေသူများရဲ့အကျိုးကိုလိုတယ်ဆိုရင်လည်းမမေ့မလျော့နေနှစ်ပါးစုံသောအကျိုးကိုလိုတယ်ဆိုရင်လည်းမမေ့မလျော့နေတဲ့အဖြေကတခုတည်းနော်ကိုကျိုးစည်းဝါလုပ်မယ်ဆိုရင်လည်းမမေ့နဲ့အများကျိုးစည်းဝါလုပ်မယ်ဆိုရင်လည်းမမေ့နဲ့နှစ်ပါးစုံလုပ်တော့မယ်ဆိုရင်လည်းမမေ့နဲ့ အထဓမ္မဝိဘိခဝေသမ္ပန္နမာနိနာလမေဝအပမတောတတိစေတသောမမိမလျော့နေမယ်ဆိုလို့ရှိရင်ကိုကျိုးစီးပွားကိုလည်းလိုလားရရောက်တယ်သူတစ်ပါးရဲ့ကျိုးစီးပွားကိုလည်းလိုလားရရောက်တယ်ဒါကြောင့်မိမိသူတစ်ပါးနှစ်ဦးသားတို့ရဲ့ကျိုးစီးပွားကိုလိုလားတယ်ဆိုရင်ဘလို့နေရမှာလဲမမိမလျော့နေဒါကြောင့်ကြည်လင်ရုပ်ရှင်နောက်ပါလဲတီးခန့်ခြင်းတီးခန့်ခြင်းတီးခန့်ခြင်းနဲ့အင်မတန်ကြည်ပါလား တိခဏ်ခြင်းဆိုတာပါလေခံနိုင်ရှိလာတာလောကရတရားတို့ကြောင့်စိတ်ထဲမှာတိတ်ပြီးတော့ပင်ပန်းမသွားတာဆင်းရဲမသွားတာပဂရီကြောက်တောင်ကြီးကိုရက်လေးမျက်နှာကလာတဲ့လေတွေဟာမလှုပ်ရှားသေးတဲ့လူမျိုးလို့ကျမ်းဂန်တွေထဲမှာအဲ့ဒါလိုဥပမာပေးတယ်။နောက်တစ်ခါယူမိုက်မြတ်လေတွေကိုဖယ်ပြစ်တာမဟုတ်ဘူးလောကရဏတွေကိုဖယ်ပြစ်တာနော်မြတ်စွာဘုရားလောကရဏကိုဖယ်လဲမဖယ်ခိုင်းမအောင်ဖယ်လို့ရတဲ့လောကရဏတော့ဖယ်ပြစ်ဖို့နော်အေးလောကရဏတွေကိုဖယ်ဖို့တည်းအဲ့ဒီတွေ့ကြုံနေတဲ့လောကရဏတွေကိုခဏနိုင်ရရှိအောင်ကြိုးစား တော်ယုံတယုံကိစ္စလောက်နဲ့စိတ်မညစ်တော့တာစိတ်မပန်းတော့တာတချို့ရှိတယ်နော်တရားဓာတ်လောက်နဲ့လည်းပဲဝုန်းတိုင်းကျင်းနေတာဟင်ဒကာကြီးမိုက်မြခန့်နိုင်သလားမခန့်နိုင်ဘူးစကားလေးတခွန်းလောက်နဲ့လည်းပဲမျက်ရည်တောက်တောက်ကျခန့်နိုင်သလားမခန့်နိုင်ဘူးအဲ့ဒါဘာဖြစ်တာတီးခန့်ခြင်းဆိုတာမရှိတာအဲ့ဒါဖြစ်နေတာကိုတီးခြင်းဆိုတဲ့တတိလက်လွတ်လို့အဲ့ဒါလိုဖြစ်ရနော်ဖြစ်နေတာကိုတိ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 နေမယ်ဆိုရင်ကြည်လင်ရုပ်စင်တီးခန့်ခြင်းကြိုးရင်းနှစ်တန်တတိပဋ္ဌာန် ဒါမသေးခင်မှာလက်တွေ့ရနိုင်ကိုယ်တိုင်ကြိုးစားပြီးတော့အဲ့ဒါတွေတကယ်ရပါတယ်ဆိုတာကိုသက်သေပြနိုင်ကြပါစေဟုတ်လားဒီမိုင်းပြ